မင်္ဂလာပါဒေါက်တာအောင်သူ blog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ blog ကနေပြီးတော့နေ့စဉ်သွားချက်မိုင်းနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတာတွေအထူးထူးချက်မိုင်းနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတာတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘူးတုဒ္ဒတာတွေကို နေ့စဉ် sharing လုပ်ပေးနေရပါအဲ့တော့ကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ သွားကျမ်းမာရေးကိုဂယူးမဆိုင်မိရင် တခြားခန္ဓာကိုယ်ရဲ့ကျမ်းမာရေးကိုဘလို့ထိခိုက်စေနိုင်ရလဲတခြားခန္ဓာကိုယ်ရဲ့ကျမ်းမာရေးဘာတွေဖြစ်နိုင်တာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီပါဇက်ထဲကဒီပိုးတွေပေါ့ဗတိရိယာတွေပေါ့နော်ဓာတိကဘာကြောင့်ဘလို့ကျွန်တော်ဒီခန္ဓာကိုယ်တခြားကျမ်းမာရေးတွေကိုဘလို့ထိခိုက်စေနိုင်တာလဲပေါ့နော် why ဘာကြောင့်ထိခိုက်စေနိုင်တာလဲပေါ့နော် အဓိကတော့ကျွန်တော်တို့ရဲ့ဒီ oral cavity ဒီပါဇက်ထဲမှာရှိတဲ့ဘက်တီးရီးယားအရေအတွက်ကဘလောက်လောက်ရှိတယ်လို့ထင်လဲတကယ်တော့20ဘီလီယံဝန်းကျင်လောက်ရှိတယ်ဒါအများဆုံးပေါ့နော်အများဆုံးဆိုသတ်မှတ်ရင်အဲ့လောက်ဝန်းကျင်လောက်ကြီးရှိတယ်ဒါကတော့ထားပါတော့ဘီလီယံလောက်ချီကိုရှိနေတယ်လို့ယူဆလို့ရတယ်အဲ့တော့ကျွန်တော်ဒီပါဇက်ကတကယ်ပြောရရင်တော့ main gateway ပဲပါဇက်ကတကယ်ပြောရရင်လက်ထပ်တော့ညက်ပတ်သေးတယ်ကျွန်တော်အမြဲတမ်း ဟိုကျွန်တော်စေးခဲမှာဆိုနောက်နောက်နေရပါတော့ဟိုဘဇက်ကတကယ်ပြောရရင်အားလုံးထဲမှာအညစ်ပတ်ဆုံးပဲတကယ်ပြောရရင်ဘဇက်က main gateway of bacteria spread ပဲ bacteria ပြန့်ဖို့သူက main gate ပဲအဲ့ကနေမှသူကဘာတွေဖြစ်နိုင်လဲဆိုတော့ဒီ bacteria ပြန့်တဲ့ bacteria တွေကကျွန်တော်တို့ဘဇက်ကနေပြီးတော့ကန်အန်တဲ့ blood stream ကျွန်တော်တို့ဒီ twin string ဒီ twin jaw twin တဲ့ဟိုသူကသွားနိုင်တယ်ဗောနော်ခန္ဓာကိုယ်ရဲ့ twin တဲ့ဟိုသွားနိုင်တယ်ပြီးရင်ခန္ဓာကိုယ်ရဲ့ တခြား ကျွန်တော်တို့ organ တခြားခန္ဓာကိုယ်ရဲ့ကလီသာတွေထဲကိုအဲ့ဒီဘက်တီးရီးယားပိုးကသွားနိုင်တယ်ဒါကဒီအဓိကဘက်တီးရီးယားဒီပိုးတွေပြန်ရတဲ့အကြောင်းရင်းပဲအဲ့ကနေမှကျွန်တော်တို့တခြားယောဂါတွေကိုဆက်ဆက်နေရပါဘောเนาะနောက်တစ်ခုက inflammatory response လို့ခေါ်တယ်ကျွန်တော်တို့တဖုံးချောင်တာတွေဘာတွေကိုဂီးမဆိုင်မိရင်ဒီတဖုံးရောင်တာကဒီ inflammatory response လို့ခေါ်တယ်တဖုံးရောင်တဲ့ရောင်ရဲတဲ့ process က ဒီတခြားခန္ဓာကိုယ်ရဲ့ organ တွေကိုလည်းပြန့်နှံ့သွားလို့ရတယ်အဓိကတော့ခုနအခုပြောတယ်ဒီ၃ချက်နဲ့ပဲသူကသွားနေတာဒီဒီတခြားခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုပေါ့နော်အဲ့တော့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာဘာတွေထိခိုက်စေနိုင်တာလဲပေါ့နော်နံပါတ်၁ချက်နေနေကဒါကျွန်တော် main priority တွေကိုပြောရမယ်ပေါ့နော်ကျွန်တော်ဒီခန္ဓာကိုယ်မှာတစ်ခုတစ်ခုအစီအစဉ်တော့ကြားချင်မှာကြားမယ်ဒါပေမဲ့ကျွန်တော် main priority ပေါ့ဒီကနေအဖြစ်အများဆုံးပြဿနာတွေကိုတခါတည်းပြောရမယ်ပေါ့နော်အဖြစ်အများဆုံးတွေကိုစီပြီးတော့ပြောရမယ်အဲ့တော့နံပါတ်1ဒီခန္ဓာဒီကျွန်တော်တို့ဒီပါဇက်ဂရင်းတန်ရှင်းရေးတေချာဂယုမဆိုင်ဘူးဂရင်းတန်ရှင်းရေးကနေပထမဦးဆုံးအဓိကသွားနိုင်တဲ့ယောဂါကကျွန်တော်တို့ကာဒီယိုဗက်စကူလာဒစီးလို့ခေါ်တယ်ကျွန်တော်တို့နှလုံးယောဂါနှလုံးယောဂါအပိုင်းနှလုံးယောဂါအပိုင်းကကျွန်တော်တို့ဒီဘလူသွားတာလေအဓိကကျွန်တော်တို့ဒီ ကျွန်တော်တို့ဒီဘဇက်ထဲမှာရှိတဲ့ဘက်တီးရီးယားက blast twin ထဲကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးမှကျွန်တော်တို့အက်ကနေကျွန်တော်တို့ရဲ့ဒီသွေးထဲကိုရောက်မယ်ပေါ့နော်သွေး blast twin ထဲကိုဝင်ပြီးသွေးထဲရောက်ပြီပေါ့သွေးထဲရောက်ပြီးရင်ဒီသွေးထဲကနေဟိုသွေးလွတ်ကျော်သွေးပြန်ကျော်ပေါ့နော်ဒီရဲ့အုပ်စုတွေကနေပြီးတော့ကျွန်တော်တို့ကဘဲဟိုပြန်သွားလို့ရလဲဆိုတော့နှလုံးကိုသွားလို့ရတယ်အက်ကမှာနှလုံးရောဂါတွေဖြစ်နိုင်တယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီ stroke လို့ခေါ်တယ်လေဖြတ်တာတွေအထိပါ ဖြစ်နိုင်တယ်ဒီတော့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီကာဒီယိုဗက်စကူလာဒစီပေါ့ဒီဘာကြောင့်သွားဖြစ်နိုင်လဲဆိုတော့အဓိကသွေးရဲ့ system တွေကိုဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ရဲ့ဒီနှလုံးထဲကိုဒီဘက်တီးရီးယားပိုးကဝင်သွားနိုင်တယ်အဲကမှာကျွန်တော်နှလုံးရောဂါတွေလေးဖြတ်တာတွေဖြစ်သွားနိုင်တယ်ဒါအရှင်းဆုံးအချက်ပေါ့နော်နံပါတ်၁အချက်နံပါတ်၂ကတော့ကျွန်တော်တို့နမိုနီယာနမိုနီယာအဆုတ်ရောင်ရမ်းတာပေါ့အဆုတ်ရောင်ရမ်းတာကခေါ်ဆိုတာဘယ်လိုသွားတာလဲ ဒါကြတော့ကျွန်တော်တို့ရဲ့ဒီပဇက်ထဲမှာရှိတဲ့ဒီဘက်တီးရီးယားပိုးဒီမကောင်းတဲ့ဒီဘက်တီးရီးယားပိုးတွေကိုကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီအဆုတ်ကနေပြီးတော့ကျွန်တော်တို့ရှူသွင်းမိတာဒါကတော့ရှူသွင်းမိတိုင်းတာပဲလေအဲ့တော့ရှူသွင်းမိသွားရင်လေဒီကနေပြီးတော့ကျွန်တော်တို့ကဒီအဆုတ်ရောင်ရမ်းတာ land infection ပေါ့နော်အဆုတ်မှာပိုးဝင်တာအဲ့ကမှကျွန်တော်တို့ဒီနမိုနီးယားဖြစ်သွားတာလေဒါဖြစ်တတ်တယ်ဒါနံပါတ်1ချက်အနေနဲ့ဖြစ်နိုင်တဲ့အချက်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့စီးချိုး ဆီးချိုသွေးချိုယောဂါနဲ့ဆက်ဆက်နေတယ်။သွားပြီးတော့ဘာမှသွားဆက်ဆက်နေလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီဒီကရင်တန်ရှင်ရေတေချာဂီယူမဆိုင်တာကဒီမှာကျတော့ကျွန်တော်တို့သွားပိုးစားတာနဲ့ရန်ကြီးမဆိုင်မဲနဲ့ကျွန်တော်တို့ကတဖုံးရောင်ရမ်းတာသွားတွေကြောက်တယ်တာဒီကနေပြီးတော့ဘလို့ပြန်ဆက်ဆက်လဲဆိုတော့ဒီသွားတွေကြောက်တယ်တာနေပြီးတော့ကျွန်တော်တို့ရဲ့ဒီစီးချိုသွေးချိုကိုထိမ့်သိမ့်ရတာခက်တာမျိုးဖြစ်တတ်တယ်ထိမ့်သိမ့်ရခက်တာမျိုးဒါတချို့စေးတောက်နေပြီမယ် ဆေးမတိုးတော့ဘဲနဲ့စီချိုတွေတက်နေတာမျိုးဘာကြောက်လဲဆိုတော့ကျွန်တော်တို့ဒီရဲ့သွားရဲ့သွားမှာကြောက်တွေတဲရင်ဒီရဲ့သွားရဲ့ဒီကဲကူလက်ကြောက်ထက်ကကျွန်တော်တို့ဒီဆေးရဲ့အာနိဒင်ကိုဘာဖြစ်စေလဲဆိုတော့ညော့စေတယ်ညော့တော့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဆေးရဲ့အာနိဒင်ကိုသူကနည်းနည်းဆုပ်ယူထားတဲ့အတွက်ခန္ဓာကိုယ်ရောက်တဲ့အချိန်မှာဆေးအာနိဒင်ကအရင်ကြီးမထိရောက်တော့မထိရောက်ဘဲနဲ့စီချိုသွေးချိုမထိန်းနိုင်တာမျိုးဖြစ်တတ်တယ် ဒါဒါဒါကတော့တတိယအချက်ဆက်ဆက်တာပေါ့နော်နံပါတ်၄ချက်ကတော့ kidney ပေါ့ kidney ဆိုကြောက်ကက်ပေါ့နော်ကြောက်ကက်ဘိုင်းမှာကြာတော့ကျွန်တော်တို့ဒီဥရောဩရဟိုင်ဂျင်းလို့ခေါ်တဲ့ဗဒရင်းတန်ရှင်းရေးအားနည်းရင်ဒီကြောက်ကက်ရဲ့ function လုပ်ငန်းဆောင်တာကကျသွားတတ်တယ်ကျသွားတတ်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ rheumatoid arthritis လို့ခေါ်တယ်ကျွန်တော်တို့သွေးလေးဘက်နာလို့ခေါ်တာပေါ့တကယ်ဆိုရင်တော့ဒီသွေးလေးဘက်နာကလည်း ကျွန်တော်ဘာဖြစ်သွားနိုင်လဲဆိုတော့ဒီကျွန်တော်ဒီ green တန်ရှင်းရေးတေချာဂီးမဆိုင်နိုင်တာကနေဆက်ဆက်နေတယ်။အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ rheumatic arthritis ဒါအစ်စ်ပေါ့နော်။သူကနှစ်မျိုးရှိတာကို rheumatoid arthritis နဲ့ rheumatic arthritis rheumatic arthritis ဆိုတာကျွန်တော်လေးဘက်နာလို့ပြောလိုက်တာပေါ့။လေးဘက်နာပိုးကြောက်ဖြစ်တဲ့ဟာနဲ့ကျွန်တော်တို့ခုန rheumatoid arthritis ကတော့သွေးလေးဘက်နာလို့ခေါ်တယ်။ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကြောက်ဖြစ်တာကတော့သွေးလေးဘက်နာပေါ့နော်။အဲ့တော့ကျွန်တော်တို့ဒီ ပိုးကြောက်ဖြစ်တဲ့လေးဘက်နာကလည်းကျွန်တော်တို့ဒီသွားနှုတ်ရင်ကျွန်တော်တို့နည်းနည်းသတိထားရတယ်သတိထားရတယ်အဲကြောင့်ကျွန်တော်တို့တစ်ခါလေကြာရင်လေးဘက်နာရှိလားကျွန်တော်တို့အမြင်နဲ့မေးလေးရှိတယ်လေးဘက်နာရှိပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဥပမာသွားနှုတ်တဲ့ procedure လုပ်တော့မယ် procedure သွားနှုတ်တဲ့ procedure လုပ်တော့မယ်ဆိုရင်တွေးထွက်တဲ့ procedure မှန်တယ်မြသတိထားရတယ်ပေါ့နော်အဲ့တော့သွားနှုတ်တဲ့ procedure ပေါ့အဓိကကတော့သွားနှုတ်တဲ့ procedure လောက်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ၄ဘက်နာရှိတဲ့ဒူဆိုရင်ကျွန်တော်တို့က ဘာလို့ရလဲဆိုတော့နှုတ်ခမ်းนี้တဏ္ဍာရီအလိုမှာကြိုပြီးတော့အမောက်ဆက်စလင်း 2g ကိုတိုက်ရလေးရှိတယ်2 g တော့ဥပမာ900အားကိုကျွန်တော်အမောက်ဆက်စလင်း900အားကို၄လုံးတောက်လိုက်ရင်ကျွန်တော်တို့က2000အားဖြစ်သွားမယ်2 g အန်ဒါမျိုးပေါ့ကျွန်တော်နှုတ်ခမ်းนี้မှာကြိုပြီးတော့အမောက်ဆက်စလင်း900အား၄လုံးကြိုပြီး on ထားလေးရှိတယ် on ပြီးမှတဏ္ဍာရီပြည့်တဲ့အချိန်မှာသွားနှုတ်တာမျိုးလောက်တတ်တယ်အဲ့လိုမလုပ်ရင်ဒါ theory ကဘာပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ဒီ ဒီလေးဘက်နာပိုးကတဲ့ကျွန်တော်ဒီသွားနှုတ်လိုက်တဲ့ဒီ pressure ကြောင့်ပေါ့သွားနှုတ်လိုက်တဲ့အတွက်သူကဒီ breast twin ထဲကိုဝင်သွားပြီးတော့ကျွန်တော်တို့ရဲ့ဒီနှလုံးရဲ့အဆို့ရှင်မှာသွားပြီးတော့ကျွန်တော်တို့ဒီလေးဘက်နာပိုးကသွားစုပုံသွားတာမျိုးဖြစ်တတ်တယ်အဲ့ကမှကျွန်တော်တို့ကအခက်မသိရင်နှလုံးရောဂါဖြစ်သွားနိုင်တယ်တဲ့ဒါကတော့ကျွန်တော်တို့ကလေးဘက်နာနဲ့ဆက်ဆက်ပြီးသွားတဲ့ပုံစံအဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကိုဝင်ဆောင်တယ် ကိုဝင်ဆောင်ဒီမှာသွားချမ်းမာရေးတေချာဂယူမဆိုင်ရင်သူက premature ကျွန်တော်တို့ဒီဟိုပေါ့ကျွန်တော်ဘာဖြစ်တယ်လဲဆိုတော့ဖြစ်နိုင်တဲ့ chance ပေါ့နော် premature bet လို့ခေါ်တယ်စောမွေးတတ်တယ်တချို့ကြတော့အဲတချို့ကြတော့လေကျွန်တော် low bet weight ခလေးမွေးရင်ပေါင်မပြေတာပေါင်နေတာဒါမျိုးတွေ ਨੇ ဖြစ်တတ်တယ်ပေါ့ဒါမျိုးတွေ ਨੇ ဆက်ဆက်မှုရှိတယ်လို့ပြောတယ်အဲဒါကတော့ဒါကတော့ဟိုဖြစ်နိုင်တဲ့ဟာပေါ့နော်ဒါပေမဲ့ တကယ်လက်တွေ့မှာကြတော့ကျွန်တော်တို့ကဒီသွားကြိုက်သွားနာကိုဒီကိုဝင်တယ်လေကိုဝင်ဆောင်လေသွားကြိုက်သွားနာဖြစ်ရင်တကယ်ပြောရရင်ခုကတာအရန်ခတ်တယ်ဟိုတချို့အနေထားမှာကျွန်တော်တို့ကစောက်လိုက်ပြီးတော့ကျွန်တော်တို့မွေးပြီး3လဒါမှမဟုတ်6လမှာလိုအပ်တဲ့ကုသမှု procedure ပြန်လုပ်ရတာမျိုးရှိတတ်တယ်တကယ်ပြောရရင်တော့ကျွန်တော်တို့ကကိုဝင်ဆောင်ပြီးဆိုရင် green tag မကြီးတေချာ give site တာအကောင်းဆုံးပဲ green tag မကြီးတေချာ give မဆိုင်ရင်နောက်ဆက်သွဲဖြစ်လာရင် ကျွန်တော်တို့ဒီကိုဝင်ဆောင်နဲ့ဆိုရင်ကျွန်တော်ဒီ treatment procedure တွေလောက်ရတာအရန်ခတ်တယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ကျွန်တော်တို့ကအခုပြောသွားတဲ့အကြောင်းအရာလေးတွေကကျွန်တော်ဒီသွားကျက်မှရေးကိုတေချာဂယူမဆိုင်မိရင်ဒါတခြားခန္ဓာကိုအစိပ်ပိုင်းတွေမှာဒါဖြစ်နိုင်တဲ့ထိခိုက်နိုင်တဲ့ပြဿနာတွေပေါ့နော်ကဲအဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးဒုတာတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူးဒုတာရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါဦးခင်ဗျာ ွားကျက်မိုင်နဲ့ပတ်သက်တဲ့ဘူးတူတာပဲဖြစ်ဖြစ်အထွေထွေကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ဖြစ်သိချင်တာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment လေးမှာမေးထားလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုကြရင်ကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါဦးခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ thank you